အားလုံးမင်္ဂလာမျှယူ Gamers Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champions Spirit တဲ့အားလုံးလည်းမင်္ဂလာပါ။ကျွန်တော်အခု33ပွဲက Chelsea အသင်းရဲ့ပွဲစဉ်ပါနော်။ Burnley ရဲ့ကွဲမှာကစားခဲ့တယ်။ Tough Moss Stadium မှာကစားတယ်။ Chelsea ကအဝေးဘက်မှာ0-2နဲ့အနိုင်ရတယ်။ပွဲချိန်38မိနစ်9ခန်းမှာတွင်းယူတယ် Fernando ရဲ့တွင်းကိုပြီးတော့ဒီပွဲချိန်88မိနစ်မှာတွင်းယူတယ်။ Anthony Fernandez ရဲ့တွင်းကိုဒီကို2-9နဲ့အတူအဝေးကွင်းနိုင်ပွဲရတယ်။ဆိုတော့ဒီ Chelsea ကလက်ရှိအချိန်မှာတပွဲပိုသွားပြီ။ ဒီ Arsenal Manchester City ထက်ဒါ Arsenal နဲ့၃မှတ်အကွာအနေထားဒီကလိုက်လာတယ်။ Manchester City ကိုကြော်ပြီးတော့ဒါအဆင့်နှစ်နေရာကိုတက်လာတယ်။ဆိုတော့ဟိုကျင်းနေစရာပွဲပွဲဖြစ်သလို Marcus Car ရဲ့အသင်းကဒါအဝေးကွင်းပွဲစဉ်တွေမှာဒါ၄ပွဲဆက်နိုင်ပွဲ ရခဲ့တယ်လို့ပြောရမယ်။ Ottawa Breaks အပြီးပြန်အလာမှာ Northern Forest နဲ့အဝေးကွင်းပွဲကစားရတယ်။ပြီးတော့သူတို့ဒေသဆန်တော်ချင်းဆက်နှစ်ခွဲပွဲ။အခုတခါဒီ November Break အပြီးမှာ ်ချယ်ဆီဟာထုံးစံအတိုင်းပဲအဝေးကွင်းပွဲစနစ်ခွဲဆိုတော့ဒါရင်နဲ့ထက်ကြုံတဲ့အတွက်ပွဲမတိုင်ခင်မှာအဲဆိုဖာနန်ဒက် sorry အန်ဇိုမာရက်စကာအနေနဲ့ဒါဒီဖီချာအပေါ်မှာဝေဖန်ခဲ့တာလည်းရှိတယ်ဆိုတော့ဝေလဲဝေဖန်တင်တယ်ဆိုတော့ဘာပြော international break အပြီးမှာဒီအစောဆုံးဒီ slot ပေါ့နော် ice slot ထဲကို Chelsea ကဒါနှစ်ချိန်ဆက်တိုက်အစောဆုံးပွဲအဝေးကွင်းပွဲတွေလာကြတာကြီးอ่ะ အဲဒါကြောင့်လဲမာစတာကဒီဘွဲ့နဲ့ပတ်သက်ပြီးမနေ့ကပြောတာရှိတယ်။အတင်းလူစင်းကိုအပြောင်းလဲတချို့လုတ်တယ်။နောက်ဆုံး Wolverhampton ကိုနိုင်တဲ့ဘွဲ့ကလူစင်းကိုကစားသမား၄ယောက်အပြောင်းလဲလုတ်တယ်။လုတ်ပြီးတော့ကစားတယ်။ဆိုတော့ဘွဲ့ကအရန်အားကောင်းတဲ့ဘွဲ့မဟုတ်ဘူး။ Chelsea ကိုကြည့်ရတာလဲတကယ်ကို ဖြောင်းမှုပေးတယ်ဆောဆောင်မှုရှိတယ်ဆိုတော့ပုံစံမဟုတ်ဘူး။အဲငိမ့်နေစနစ်ကြတယ်။အဲအခြားတစ်ဖက်မှာ Burnley ဘာလုံးနိုင်တယ်လဲ။ Burnley ဘယ်လောက်ထိအန်ဒီရပေးနိုင်တယ်လဲ။ ဘန်လီစီကနေပြီးတော့ဒုက္ခတွေကိုကို absorb လုပ်နိုင်တယ်ဘန်လီစီကလာတဲ့အန်နီတွေကိုငါတို့ control လုပ်နိုင်သေးလားဆိုတော့တွက်ချက်နေရင်းနဲ့ကစားတဲ့ game တစ်ခုလို့ခံစားရတယ်အထူးသဖြင့်ဒီဥမာဒီဘက်မှာတချို့သောဆုံးဖြတ်ချက်တွေကတဲလွန်စားမနေရှာရတယ်ဥမာဒီဘက်မှာဒီ chemical dance ပုံမှန်အားဖြင့် chemical dance ကဒီဒီပွဲချင်းပြေကစားခွင့်ရတဲ့ကစားတော့မဟုတ်ဘူးလူသားဝင်ကစားရတဲ့သူ တော့မဟုတ်ပွဲထွက်ခွင့်ရရင်တော့အမြဲလူသားလဲခံရတဲ့ကစားသမားဆိုတော့အဲ့ဒီနေရာအတွက်အစားထိုးစရာကစားသမားတွေလည်းရှိတယ်အထူးသဖြင့်ဆိုတာထားပါတော့ကျွန်တော်အလဟန်ဒရိုကနာချိုရှိတယ်ကနာချိုကိုမတုံးသွားဘူးဆိုတော့ဘာကြောင့်မတုံးသလဲဂျေမီဂက်တန်စ်ကိုဒီပွဲချင်းပြည့်ဒါကစားခိုင်းခဲ့တယ်ပေါ့ဘာကြောင့်ကစားခိုင်းတာလဲဂက်တန်စ်ကအရန်ကောင်းတယ်လို့တော့မဟုတ်ဘူးအဲ့ဒီမကောင်းမင်းနဲ့ဒီတခါအသင်းအတွက်ဘလောက်အထောက်အကူပြုနေတယ်ဆိုတော့အများကြီးအထောက်အကူမပြုဘူးကျွန်တော်တို့ဒီ ီအဖွင့်ကိုကသူ့ရဲ့ကိုဖန်တီမှုတောင်ရသွားတာမှန်ပေမဲ့ဆိုတော့ဒီလိုဒါကဒီ intensity ပေါ့နော်သူ game ထဲမှာသူ့ရဲ့ဒီ rhythm ကအရင်အားကောင်းနေရမှာမဟုတ်ဘူးအဲ့ဒီတလုံးတော့ကောင်းတယ်အထားပါတော့ game rhythm ထဲမှာအရင်အထောက်အကူပြုနေရမှာမဟုတ်ဘူးအခက်စစ်တော့အရင်ကုပေးနေရမှာမဟုတ်ဘူးသူ့မြင်နေတဲ့ဟိုကြည့်နေနေပျောက်နေတယ်ဆိုတော့အနေထားမျိုးမှာလူမလဲဘူးဘာကြောင့်မလဲသလဲအဲ risk ကကြတော့ကစားတာကောင်းတယ်ဗျာဟာကစားကောင်းတယ် risk ကိုအဒူးတယ်ဗျအဆောင်ပဲလဲပလိုက်တယ်ဆိုတော့အဲ့လိုလဲရခြင်းမှာဘာကြောင့်လဲဆိုတော့ အခြေအကားကြတော့ဒီပွဲအတွက်ကစားနေတာမဟုတ်တော့ဘဲနဲ့တကယ်လို့ညာဒီပွဲမှာဘန်လီရဲ့အန်ဒီရဲ့ပေးနိုင်စွမ်းဟာကြီးမားတယ်လို့ယူဆရဲ့မာရစကာရဲ့အတွေ့အခေါ်ဟာတမျိုးပြောင်းသွားနိုင်တယ်အဲ့ဒီချိန်ကျရင်လူသားလဲရဲ့ကစားသမားတွေမိုင်းစကိုင်ဆီရိုလဲဟိုဒါ international judy ကနေပြီးတော့ဒါနောက်ကျပြီးတော့မှရောက်တာဖြစ်တဲ့အတွက်အဝေးရလာတာဖြစ်တဲ့အတွက်ဟိုမတုံးတာအဲခနာချိုကတော့ဘာပွဲမှမရှိဘဲနဲ့ဟိုမတုံးတာဆိုတော့ Estevan ဟာဒီမိနစ်ပိုင်းမှာကစားခွင့်ရခဲ့တာ ဒီအချက်တွေဟာဘာကြောင့်လဲဆိုရင်ဒါကဒီဟိုရေရှည်ကိုကြည့်လိုက်တယ်လို့ပဲပြောရမှာရှေ့မှာဘာစလုနာရှိမယ်အာဆနာရှိမယ်ကိုးဘာမှာဒီဒဏ်ရာထက်ရသွားအိမ်မှာနေရင်းနဲ့ဒါဒဏ်ရာထက်ရသွားအဲ့အဲ့ဒီအခြေအနေမှာဒီရှေ့ပွဲဒီမှာပို့ပြီးတော့အားကောင်းတဲ့ဒူစင်းကိုထုတ်နိုင်ဖို့အတွက်အချင်းမီကက်ဒန့်စ်ကိုအကုန်သွန်ကစားခိုင်းလိုက်တယ်အဲကက်ဒန့်စ်အတွက်ဒီဘာစလုနာပွဲအခွင့်အရေးမရှိတော့ဘူးရှိခဲ့ရင်လေလူသားဝင်နောက်ဒီဂိမ်းမြန်နောက်ဆုံးအပိုင်းတွေဖြစ်လိမ့်မယ် ဆိုတဲ့ပုံစံမျိုးဆိုတော့ဒါကကျတော့ရှေ့လာမဲ့ပွဲစဉ်တွေအတွက်ကြိုတင်စဉ်းစားတဲ့ပုံစံနဲ့ဘန်လီကိုပဲသတိထားပြီးတော့စောင့်ကြည့်နေတယ်ဘန်လီဘာလို့နိုင်မလဲဘန်လီရဲ့လုံနိုင်ချေဘန်လီရဲ့အနေရပေးနိုင်ချေကိုတင်းချုံရင်လည်းကစားတော့တဲ့ပွဲလို့ပြောလို့ရအောင်နောက်ဒီပွဲမှာအထူးထူးခြားခြားပဲဒီခန်းစစ်ပိုင်းမှာဒီလူအပြောင်းလဲတွေလုပ်တဲ့အချိန်မှာကျွန်တော်တို့ပွဲထွက်ဒီ line up ဟာ4231အဲ့ကနေပြီးတော့ gain ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒီ3331ဆိုတဲ့ပုံစံကိုလည်းတွေ့ရတယ်ကိုကိုရီးယားကို ကွင်းလေကိုလုံးဝတင်လိုက်ပြီးပါလီယက်ရှယ်ကိုထည့်ပြီးတော့ back three အထိုင်နဲ့အဲ့မှာဒီကိုကိုရီးယားက win back မဟုတ်လို့ right win back ကစားသမားလည်းမရှိဘူးမရှိဘူး3 3 3 1ဆိုတဲ့ပုံစံနောက်တစ်ခါဒီမာလူဂူစတိုတို့ပြန်ဝင်လာတယ်အဲပြန်ဝင်လာတယ်အဲ့ဒီအချိန်မှာဒီ Chelsea ကအဲဟို block comment ဆိုတော့3 4 2 1ပုံစံပြန်ဖြစ်သွားတယ်နောက်3 6 1ဆန်ဆန်ဖြစ်တယ်ဟို2 1ဆိုတဲ့ပုံစံဆက်ဆက်တော့မဟုတ်ဘူးပြီးတော့နောက်ပိုင်းကျတော့တစ်ခါကျွန်တော်တို့ဒီ တိုက်စစ်မှာဂီယိုကိုထည့်လိုက်တယ်ဒီမီလီယံတေးလာအပြီးမှာကြောက်ဘတ်တို့ကထတ်ထုတ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ကျောင်းစီကကွင်းလေဟိုအဲ6ယောက်ကိုအချင်းဒီပေါ်မူတည်ပြီးတော့ဒီ free roaming ပုံစံနဲ့ဒါပေမဲ့ဟိုကစားသမားတွေဟာဘန်လီရဲ့စောစောပြောတယ်ဘန်လီရဲ့အန်တွေပေးနိုင်စမ်းကိုဘန်လီရဲ့ threat တွေကိုဘယ်လောက် absorb လုပ်နိုင်တယ်လဲဆိုတော့အပေါ်မူတည်ပြီးတော့ဆိုတော့ကစားသွားလူအမြင်ဆိုတော့ဒီပွဲကကျောင်းစီအရန်ကောင်းတဲ့ခြေစွမ်းအရန်ကောင်းတဲ့ပွဲတော့မဟုတ်ဘူး ဒါပေမဲ့ရှေ့မှာဒီဘာစီလိုနာပွဲရှိတယ်အာဆနာပွဲရှိတယ်ဆိုတဲ့အနေအထားမျိုးမှာဘန်လီရဲ့အခြေအနေပေါ်ကြည်ပြီးတော့ဘန်လီရဲ့လုပ်ရည်ကံကြီးကိုထိန်းချုပ်နိုင်တယ်ဖျက်တောက်နိုင်တယ်အန်ဒီအကူရနိုင်တယ်စိတ်ချလက်ရှိနဲ့ကစားနိုင်တယ်ဆိုတော့အနေအထားပေါ်မူတည်ပြီးတော့ဆုံးဖြတ်ပြီးကစားသွားတဲ့ပွဲလိုပဲယူဆတယ်ဆိုတော့ဒါတော့ဘန်လီ02ဒီချယ်ဆီပွဲနဲ့ပတ်သက်ပြီးတော့သုံးသပ်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်